မင်္ဂလာပါရှင်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေစက်တင်ဘာလ29ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်မြေနဲ့ဘင်္ဂလားပင်လယ်အောက်တောင်ပိုင်းတွင်မုတ်တုံလီအားကောင်းနေပြီးကျမင်္ဂလားပင်လယ်အောက်တွင်မုတ်တုံလီအားအသင်တင်ရှိနေပါမယ်။ ။ဒူကြတဲ့အချိန်လေးတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာချက်များအရာတောင်တိုးပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းဖူလိုင်းသည်အနောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးအာကောင်သောဖူပိုင်းမုန်တိုင်းဖူလိုင်းဖြစ်သူအားရော့သွားခဲ့ကာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖင်မျိုးနဲ့ဒုံဟိုင်မျိုးတို့အကြမ်းမှဖျက်ချော်ဝင်ရောက်ခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းနေပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။အဆိုပါအကောင်သောပူပိုင်းမုန်တိုင်းဘူလိုင်းသည့ အနောက်နောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဒီကနေ့ညနေပိုင်းတွင်လာအိုနိုင်ငံနေဆက်ဒေသများကို အပူပိုင်းမှုန်တိုင်းဖူလိုက်ဖြစ်ဖြစ်၎င်းဒီကနေ့ညပိုင်းတွင်လာအိုနိုင်ငံကုန်းနှင်းပိုင်းဒေသများကိုအပူပိုင်းမှုန်တိုင်းငယ်ဖြစ်ဖြစ်၎င်း30ရက်ကုလ2025ရက်နေ့နက်နက်ပိုင်းတွင်မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကိုလေပြင်းအားနှင့်ဆဲဖြစ်ဖြင့်၎င်းဆက်လက်ဖြစ်ကြောင်းနိုင်လို့ခံမှန်းရပါသည်။ ဒီကနေ့ညနေထိခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျ နေပြည်တော်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာစစ်ဆေး၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိချုံရပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမှုကြီးနိုင်ပါတယ်။ရွှန်ရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရတနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်အောင်များဖြစ်တွန်းမှုအကောင့်လျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ် ခြင်း၊မိုးထီချုံခြင်း၊မိုးချိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။မြမပင်နေပြင်တွင်မြဝကျွန်ပေါ်မုတ်တမကွေမွန်တနင်္လာရီကံရံတရှောင်းနှင့်ကမ်းလုံပင်နေပြင်တို့တွင်ရှမ်ဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်ကြီးပါမယ်မိုးသက်လေပြင်းကြာခြင်းရေပြင်းမြေပြင်းတွေသည်တနိုင်လင်း35မိုင်ထိတက်ခတ်နိုင်ပါသည် လိုင်းမြမှာမြဝကျုံပေါ်မုတ်တမကွေမွန်တနင်္လာရီကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်ဆယ်ပေမှဆက်နှစ်ပေကန်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းတွင်လိုင်းတင်တင်မှလိုင်းကြီးနိုင်ပါတယ်။မုတ်တက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးသည်တနင်္လာရီ25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမှာရခိုင်ကင်မရာတစ်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်ရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါတယ်။ ။နောက်နေ့တက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးထစ်ခြုံရပြီးနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်တဲဒီကနေ့ညနေထိခမန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရပါမယ်ရွှေရံရုံပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုက်တဲဒီကနေ့ညနေထိခမန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထိချုံရပါမယ်ရွှေရံရုံပြည့်ဖြစ်ပါရှင်